ဟေးဟေးအကယ်၍တင်သားကုမ္ပဏီတစ်ထည်တယောက်ဆိုရင်မျက်နှာမကောင်းနဲ့ဝန်ထမ်းတယောက်ကိုဘယ်လိုခိုင်းမလဲခိုင်းတယ်ဆိုရင်တော့ဒီ coding channel လေးကတင်အတွက်ပါပဲကဲဒီနေ့ code change ရဲ့ episode 2မှာ memory management အကြောင်းကိုကျွန်တော်တို့အတူတူလမ်းကြမှာဖြစ်ပါတယ်အခုဆုံးမဲ့အကြောင်းမသိသေးဘူးဆိုရင်တော့အရင်ဗီဒီယိုကိုကြည့်ဖို့တိုက်တွန်းပါတယ်ပြန်ပြောရမယ်ဆိုရင်ဒီ inbox command လေးကဟေးဟိုချတယ်လေးနေဘယ်ကဖုန်းတွေကိုတွားမလိုက်ဆန်းကွာဆိုပြီးပြောချင်တာဖြစ်ပါတယ် ဒီ outbox လေးကတော့တထဲရှိတဲ့ပုံကိုညာဘက်ထဲထည့်လိုက်กว่าဆိုပြီးအတိတ်ပြရပါတယ်ကျွန်တော်တို့ဂိမ်းဆော့ရတဲ့သူတွေအနေနဲ့က command တွေကိုဒီခြောက်ရက်ပေါ်ဒီလိုလေးတင်ပြရပါဗျာ programming စကားနဲ့ပြောမယ်ဆိုရင်ခြောက်တိုက်လေးကကွန်ပျူတာတင်ရအလုပ်ခိုင်းတဲ့သူ programmer ဒီခြောက်ရက်လေးကတင်ရထားတဲ့ algorithm ပေါ့ဗျာတင်ကအဲ့လို command လေးတွေကိုရေးပြသွားလို့ရှိရင် run ဆိုတဲ့ခလုတ်လေးကိုနှိပ်ရပါတယ်ခြောက်တိုက်လေးကိုစာဖတ်ခိုင်းတာပေါ့ဗျာ အတဲ့ခါတစ်ခုရှိတာက तू ကတကြောင်ချင်းစီပဲထောက်ပြီးဖတ်နိုင်ပါတယ်။ဆိုလိုတာကဗျာ तू တကြောင်ဖတ်ပြလို့ရှိရင်အပေါ်ကတကြောင်ကိုမိသွားရောဗျာ။ဟာအဲ့ဒါဆိုရင်ခွာကြရပဲဟေးဘယ်လိုလုပ်ကြမလဲ။စိတ်မပူပါနဲ့ဒီကောင်လေးဟာ तू မိတာတွေကိုချမ်းမြင်ပေါ်မှာချမှတ်တတ်ပါရဲ့။အဲ့ချမ်းမြင်ဆိုတာကွန်ပျူတာမှန်မှုကြီးပေါ့ဗျာ။ဒီမှာဆိုရင် inbox ကိုယူလာပြီးတော့ဒီ copy 2ကိုရေးလိုက်မယ်ဆိုရင်လက်ထဲကဟာကိုချမှတ်မှာဖြစ်ပါတယ်။ ဲ့ဒီ copy from ကကြတော့ကျမ်းမင်ပေါ်မှာမှတ်ပြီးသားကိုလက်ထဲကြောင်းထည့်တာပေါ့ဗျာဒီမှာဆိုရင် account number လေးတွေကိုမြင်ရပါလိမ့်မယ်အဲ့ဒါကတင့်နေရာမှာထားမှလားနှင်းနေရာမှာထားမှလားဆိုပြီးတော့ရွေးလို့ရအောင်လုပ်ပြီးထားတာပါ။ကဲအဲ့ဒါဆိုရင်ဒီနေ့ရဲ့ challenge လေးကိုဖြည့်ချလိုက်အောင်။ဒီတစ်ခုမှာတော့ BUD pass ဆိုတဲ့စာလုံးလေးတွေကိုချက်မြေပေါ်ကနေ copy ယူပြီးတစ်ခုချင်းစီအောက်ပေါက်ဆက်သွားထည့်ရမှာဖြစ်ပါတယ်။ KR ဆိုတော့ကျွန်တော်စဉ်းစားကြည့်အောင်စဉ်းစားပြီးရင်တော့ဒီအဖြစ်တုံးကူထဲမှာဘယ်ဟာအမှန်လို့ထင်လဲ comment ထဲမှာအသင့်ဖြူရေးပြီးရေးပေးသွားကြအောင်နော်တူတူလန်းဆိုတာတူတူလေးလာကြရဲ့အတိုင်းဝန်လေးမျိုးဒီဗီဒီယိုရဲ့ comment section အားဆိုလည်းကျွန်တော်တို့ရဲ့ landing space လေးပဲဖြစ်ပါတယ်။နောက်လာမယ့် episode တို့မှာတော့ conditioners အကြောင်းတွေတူတူလန်းမှုရှိရမှာမို့ ပိတ်စီကို follow ပြီးဆောင်းလို့ပြီးကြအောင်နော်ကျွန်တော်ကတော့ထက်မှာ down new မှာဆက်ပြီးတူတူလိုက်ကြတော့